တခို့ဘလူးနဲ့ပုံနာတဲ့တခါတော့ငါဆင်းရဲသာပုံနာတယောက်ဟာတောရွာကလေးမှာနေပါတယ်သူကဒေဒီဟောပြီးအသက်မွေးတယ်ချမ်းသာတဲ့လယ်သမားတယောက်သူ့ဟောပြောချက်တွေကိုသဘောကျတာကြောင့်နွားမတကောင်ကိုလက်ဆောင်အဖြစ်ပေးတယ်နွားလူညစ်ရောင်းပါလို့ပြောတယ်ဒါပေမဲ့နွားမကနွားပိန်မဖြစ်နေတယ် ဒါကြောင့်ပုံနာကမျက်စိုးတွေရိပ်ပြီးနွားမကိုကျွေးတော့နွားမလည်းဝဖြိုးလာတယ်။ဝဝဖြိုးဖြိုးနွားမကိုတခိုးကမျက်စိကြရတယ်။ခိုးမယ်ဆုံးဖြတ်တယ်။တညမှာပုံနာရဲ့အိမ်ကိုတခိုးကတ်တယ်။ရွာနီးမှာနေတဲ့ဘလူးတကောင်လည်းရှိရဲ့။ဘလူးကလူသားစားခြင်းနေတယ်။ဘလူးနဲ့တခိုးတို့ပုံနာအိမ်အနီးမှာဆုံတွေ့ကြတယ်။ တခိုးကဘလူးကိုခမရဘသူလဲမေးတယ်ဘလူးကလဲငါကလူသားစားဘလူးပုံနာကိုတတ်စားဖို့လာတာလို့ပြန်ဖြေတယ်တခိုးကိုလဲနင်ဘသူလဲလို့ပြန်မေးတယ်ကျွန်တော်ကတခိုးပါဒီညတော့ပုံနာရဲ့နွားကိုခိုးဖို့လာတာဆိုပြီးပြန်ဖြေတယ်ဒါဆိုလဲလုပ်ငန်းစတာပေါ့လို့ဘလူးကပြောတယ် ဒီအချိန်မှာပုံနာကအိမ်မောကြနေတာပါတကူးကဓာရှီကိုထုံးပြီးနွားမကိုခြိထားတဲ့ကျိုးဖြတ်တယ်ဘလူးကခဏဆောင်မှငါပုံနာကိုအရင်တက်စားခြင်းနဲ့ပြောတယ်တကူးကခမည်းလှုပ်လိုက်ရင်ပုံနာအိယာကနိုးသွားမှာပေါ့ကျွန်တော်ကနွားမကိုအရင်ဆွဲခေါ်သွားမယ်လို့ဆိုတယ်သူတို့ချင်းအငင်းပွားတာအတန်ကျဲလာတော့အိပ်ပျော်နေတဲ့ပုံနာဟာ အိယာကနိုးလာတယ်ပုံနာကမန္တန်ရွတ်တော့ဘလူလဲပြင်းရောဒုတ်ဆွဲပြီးလိုက်ရိုက်တော့တခိုးလဲပြင်းရောငင်းခုံရမ်းဖြစ်နေသမျှအကျိုးမရနိုင်လို့ပညာရှိတွေက ဆုံးမပါတယ်